ချိန်ပိုင်းရဲ့အစမှာတော့အခန်းထဲကကစားနေတဲ့ဇနူလေးဟာကိုကိုနဲ့ဟိုမိမလေးဘာမှမပတ်သက်ဘူးတဲ့သိလားအဲမိမနဲ့ပတ်သက်ပြီးတော့ဇနူကိုစိတ်မစင်းရဲ့ခြင်းချင်ဘူးလို့လေကိုကိုကပြောတယ်ကိုကိုကတင်းချက်ဖို့ကောင်းတာပဲဆိုပြီးပြောနေပါတယ်ဒီချိန်မှာမိရင်းမကြီးအားရောက်လာပြီးဇနူကမမနဲ့မမနဲ့ကြည်ကြီးဆိုပြီးတော့ခေါ်လိုက်ပါတယ်မိရင်းမကတော့မမနဲ့ကော်မတီနဲ့အိမ်ထဲမှာတရားမှမရှိဘူးအဲ့လောက်ဒီလဲကြောက်မနေပါနဲ့ မသိရင်တရေတပတ်ဝင်လာတာကြာနေရမယ်နင့်ကိုဘာမှမလုပ်ဘူးမေးကြရှိလို့ဒီမစနုနင့်ကိုငါပူပေလေးလေးပဲမေးမယ်ငါသားပါအတန်ရနင့်လက်ချက်မလားမေးလိုက်ပါတယ်ငါ့ကိုလာလိမ့်နေတဲ့ငါသားကိုတီလို့ဖျက်အောင်လှုပ်တာနင်ကလွယ်ပြီးဘယ်သူမှမရှိဘူးနင်လှုပ်တာမဟုတ်လားမဟုတ်ဘူးလို့ပြောနေလေငါသားဟိုကောင်ကလေလေခေါင်းထဲမှာပါရီတွင်းနေလည်းမသိဘူးနင်လှုပ်တာမဟုတ်လို့ပဲညင်းနေတာငါမျက်စိနဲ့တက်အမြင်တာမဟုတ်သေးတော့နေနေအောင်ပေါ့နေငါသားကိုတခုခုလှုပ်တော့ ငါတွေ့လို့ကတော့နင့်ကိုစေစားမက ပူနာကိုငါလှုပ်ပြမှာဆိုပြီးပြောဆိုခဲ့ပါတယ်။ဒီချိန်စနိုးကလည်းကြောက်နေရမှာလားပြန်တက်မှာပေါ့ဆိုပြီးပြောဆိုပါတယ်။နင်ကတော်တော်လူပါဝါလာလားမလောက်လေးမလောက်စားများငါ့ကိုပမာမခက်နဲ့ဒီမှာစောင်းနှင်းဖြူအခုကိစ္စအောင်ငါမျက်စိနဲ့တန်းမမြင်တာမလို့ငါတီးခတ်လိုက်မယ်ဒါပေမဲ့နေတိထားဖို့ကဒီရင်ကြီးရဲ့မှာနင်းကတယောက်တည်းငါဘက်မှာနင့်အဖေငါယောက်ျားရှိရဲ့ငါသားရှိရဲ့ နင့်ဖေကိုငါပိုင်တယ်ငါသာငါ့ကိုချက်တယ်ငါဘက်မှာအင်အားပြည့်ရှိရဲဆိုတာနင်မမေ့နဲ့တကောင်ချက်မရင်ညီကုံကြီးတရေရဲ့အရှင်သခင်မလေးဆိုပြီးတော့တိတ်ပြီးတော့မန်တက်ပြမနေနဲ့ညီဘလောက်ပဲမန်တက်တဲ့တနေ့ကျရင်ငါသာအောင်ယူပြီးတော့ငါချွေးမဖြစ်နေပဲနေရမှာဆိုပြီးမိတွေမကပြောလိုက်တဲ့အချိန်မှာတော့ဘာဘာပြောလိုက်တယ်မယူမယူဘူးရှင်သားကိုကျမလုံးဝမယူရှင်သားကိုကျမယူရမယ်ဆိုတာလေ ကျမကွန်းကိုတတ်တဲ့ပြလိုက်မယ်ဆိုပြီးစနိုးလေးကငိုယိုပြီးပြောဆိုခဲ့ပါတယ်